အချိန်တစ်နှစ်အတွင်းမှာပဲဘဝရဲ့ကြီးကျယ်ဆုံးရီပန်းချက်နှစ်ခုလေးကတစ်ခုကိုအကောင့်ထည့်ဖော်နိုင်ခဲ့ပြီဖြစ်တဲ့ဂျိုရှောပန်။ပရိသတ်များအလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အတင်းဆက်နေပါရီ။အမေအတွက်အိမ်တလုံးတော့ဝယ်ပေးချင်ပါရီ။ပြီးတော့မြန်မာပြည်မှာချင်းတလုံးပြန်ဖွင့်နေပါရီ။ကျွန်တော်ရုံးခန့်နေရတဲ့ချိန်တုန်းကလူစိုးလူမိုက်တွေနဲ့ပေါင်းနေတဲ့ချိန်မှာစိတ်ထဲမှာမပျော်ပါဘူး။လူကောင်းတွေနဲ့ပေါင်းကြည့်ပြန်တော့လေကျွန်တော်ကစိုးလွန်နေပါရီ။ကျွန်တော်ကဂျင်မကိုမရောက်ခင်ချိန်တည်းကိုကဘယ်နေရာမှာတင့်တော်လဲဆိုတာတော့မှကောင်းကောင်းသဘောမပေါက်ခဲ့တာပါ။အဲဒါကြောင့်မလို့ကိုလူမျိုးတွေဖြစ်တဲ့မြန်မာပြည်ကလူတွေအတွက်ပြန်လုပေးချင်ပါရီ။ ဂျင်ကောင်းကောင်းတစ်ခုသာဖွင့်ပေးလိုက်ရင်တော့မျိုးဆက်တစ်တွေအတွက်အနာဂတ်တွေအများကြီးပြောင်းလဲပေးနိုင်မယ်ထင်ပါတယ်။ဒါတွေကတော့ကျွန်တော်ရဲ့အိမ်မက်နဲ့မျှော်လင့်ချက်တွေပေါ့ဗျာ။ဒီစကားလေးကိုပရိသတ်များလည်းကြားဖို့ကြမယ်ထင်ပါတယ်။ဟုတ်ပါပြီ။ပြီးခဲ့တဲ့နှစ်ကချင်းလေးဗန်ပြောခဲ့တဲ့စကားတွေဖြစ်ပါတယ်။ဗန်ရဲ့ပြောစကားတွေထဲမှာတော့သူ့ရဲ့အတိတ်ကိုရဲရဲဝံ့ဝံ့ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။လူစိုးလူမိုက်တွေနဲ့ပေါင်းတဲ့အချိန်မှာစိတ်ထဲမှာမပျော်ပါဘူး။လူကောင်းတွေနဲ့ပေါင်းကြည့်ပြန်တော့လေကျွန်တော်ကစိုးလွန်းနေပါတယ်ဆိုတဲ့စကားလေးကသူ့ရဲ့ဘဝကြီးမှာကြုံတွေ့ကြရတဲ့ဆန်းသက်မှုတွေအထူးကြံမှုတွေနဲ့ကိုယ်ပိုင်လက္ခဏာရှာဖွေမှုကိုသရုပ်ဖော်နေပါတယ်။ ဒါကလူငယ်တော်တော်များများကြုံတွေ့ရတဲ့ဘဝအဆင့်တစ်ခုလည်းဖြစ်ပါလိမ့်။ဘယ်လမ်းကြောင်းမှာမှန်းနေဆိုတာမသိချိန်မှာကိုကိုကိုဘယ်သူလဲဆိုတာမသိချိန်မျိုးဖြစ်ပါလိမ့်။ဒီချိန်မှာဗန်ကလမ်းမကိုရွေးမိပါလိမ့်။ဒါပေမဲ့ရေးကြီးတာကအတူမတူတိပြီးတော့ပြန်ထွက်လာနိုင်ခဲ့တာဖြစ်ပါလိမ့်။ကျွန်တော်ကဂျင်းမကိုမရောက်ခင်ချိန်ထိကိုကဘယ်နေရာမှာတင့်တော်လဲဆိုတာတောင်ကောင်းကောင်းသဘောမပေါက်ခဲ့တာပါဆိုတဲ့စကားကအားကစားရဲ့ပြောင်းလဲနိုင်စွမ်းအားကိုအပြေအဝဖော်ပြနေပါလိမ့်။ဂျင်းဆိုတာကဗန်အတွက်ခိုးလုံရာပညာသင်စရာမိသားစုနဲ့ဘဝအသစ်ရဲ့အစဖြစ်လာခဲ့ပါလိမ့်။ ဒီချက်ဟာလူငယ်တွေအတွက်အားကစားရရေးပါမှုကိုထင်ရနေစေပါရည်ဒီကနေ့အစီအမဲဗန်ကလေ့ကျင့်ခန်းကြီးကတင်ကြားပေးတဲ့ဘဝရဲ့အခြေခံသဘောတရားအတူတူညီမှန်းချက်ရှိသူတွေနဲ့မိတ်ဆွေဖွဲ့နီးကိုစွမ်းဤကိုယုံကြည်လာစေခြင်းအနာဂတ်အတွက်ရှင်းလင်းတဲ့ပန်းတိုင်းရှာဖွေတတ်ခြင်းစတဲ့အချက်တွေကိုကောင်းကောင်းကြီးသင်ယူနိုင်ခဲ့ပါရည်အမေတို့အိမ်ဝယ်ပေးဖို့နဲ့ညီမကြီးမှချင်းဆောက်ချင်တဲ့ဆိုတဲ့ဗန်ရဲ့ညီမှန်းချက်နှစ်ခုကသူ့ရဲ့ဇယိုက်လက္ခဏာကိုအပြည့်အဝဖော်ပြနေပါရည်အမေတို့အိမ်တစ်လုံးတော့ဝယ်ပေးခြင်းပါတယ်ဆိုတဲ့စကားကကျေးဇူးတည်တတ်မှုတောင်းယူမှုနဲ့မိသားစုချစ်ခြင်းမေတ္တာကိုပြသနေပါရည် ဒါကမြမရင်ကျေးမှုရဲ့အခြေခံကြတဲ့တန်ဖိုးဖြစ်တဲ့မိဘကျေးဇူးကိုပြန်လဲဆက်ချင်းမိဘကျေးဇူးကိုတည်တတ်ဖို့ဆိုတဲ့သင်ခန်းစာကိုပေးပါရစေ။တနေ့တွင်မှဒီအိမ်မက်ကိုကောင်းထည့်ဖော်နိုင်ခဲ့တာကဗန်ရဲစွမ်းဆောင်ကြီးဇွဲနဲ့အဆုံးဖြတ်ချက်ခိုင်မာမှုကိုတက်တည်ပြနေပါရစေ။မြမပြည်မချင်းတစ်လုံးပြန်ဖွင့်ခြင်းပါရစေဆိုတဲ့အိမ်မက်ကဗန်ရဲလူမှုရေးစိတ်ကြံတဲ့ပြည်သူတွေစီကိုပြန်လဲပေးဆက်လိုတဲ့စိတ်ကိုပြသနေပါရစေ။သူပြောတဲ့ကိုလူမျိုးတွေဖြစ်တဲ့မြမပြည်ရလူတွေအတွက်ပြန်လုပ်ပေးခြင်းတာပါဆိုတဲ့ဇာတ်ကမြို့ချစိတ်နဲ့လူမှုအတိုင်းဝန်းစီကိုပြန်လဲထူထောင်လိုတဲ့ဆန္ဒကိုဖော်ပြနေပါရစေ။ ဖန်ကလက်ရှိ UFC မှာမြန်မာဖိုက်တာအဖြစ်ကမ္ဘာအဆင့်ကြီးဆွမ်းရည်ကိုပြတ်တနေသူဖြစ်ပါတယ်။သူရဲ့အောင်မြင်မှုတွေကကြိုးစားမှုရဲ့ရလဒ်တွေဖြစ်ပါတယ်။ဒီလိုအောင်မြင်လာခြင်းရဲ့အဓိကအကြောင်းရင်းတွေကတော့နေ့စဉ်လေ့ကျင့်မှုကိုမပြတ်မကွက်လှုံ့ဆော်ခြင်းအားရနဲ့နားယူမှုကိုစနစ်တကျစီမံခန့်ခွဲခြင်းဆိုတဲ့အစီကံရှိမှုကမ္ဘာအဆင့်ကြီးနေပြတဲ့စီကအမြဲတမ်းတင်ယူနေခြင်းသူမတွေကနေသင်ခန်းစာယူခြင်းဆိုတဲ့တင်ယူလိုစိတ်အရှုံးတွေကိုအတွေ့အကြုံဖြစ်မြင်နိုင်ခြင်းဖီးအားတွေကိုစွမ်းအင်ဖြစ်ပြောင်းလဲနိုင်ခြင်းဆိုတဲ့စိတ်တဲ့ခိုင်းမှမှုဆိုတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။ဗန်ရဲ့ဆက်လန်ကလူငယ်တိုင်းအတွက်အသေးပဲရှိတဲ့သင်ခန်းစာတွေပေးနေပါတယ်။ ဒီမားရီယမန်ချက်တွေထားရှိပါကိုယ့်ရဲ့အိမ်မက်တွေကိုရဲဝဲဝင်ဖော်ပြပါအလုပ်ကြိုးစားပါအောင်မြင်မှုဆိုတာကြိုးစားမှုရဲ့ရလဒ်ပါအဆင်ပြေတဲ့အချိန်တွေမဟုတ်အဆင်မပြေတဲ့အချိန်မှာပါကြိုးစားပါမိဘကျေးဇူးမမေ့ပါနဲ့ကိုယ့်ရဲ့အောင်မြင်မှုတွေကိုကျေးဇူးရှင်နေစီကိုပြန်လည်ဝေမျှပါဆိုတဲ့သင်ခန်းစာတွေကိုပေးစွမ်းခဲ့တယ်လို့ပဲဆိုလိုက်ပါရစေခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ